အလုံးမဲမင်္ဂလာပါအခုအမကဒီလက်လေးကိုချုပ်ပြပေးမယ်နော်ဒါနေ့ကလက်ထိုးလေးကိုမှလက်ဖောင်းလေးလုပ်ထားတယ် ကမာစာလေးနဲ့ထုတ်ထားတယ်ကမာစာဖြစ်တဲ့အတွက်သူကဖောင်းပေါင်းကြကြလေးနဲ့ပို့ပြီးတော့မှလာရယ်နော်အမမကလက်ဒီဇိုင်းတွေကြီးပဲ65မျိုးတင်ကြပေးထားတဲ့ online class လေးလည်းရှိတယ်တခြားသော online class တွေအများကြီးကိုလည်းမှဖွင့်နေထားရယ်နော် page မှာဝင်ရောက်ပြီးတော့လေ့လာလို့ရပါတယ်အမတို့ဒီလက်လေးကိုထုတ်ဖို့အတွက်ကိုရိုးရိုးလက်ပတ်တန်လေးတစ်ခုမှဆွဲထားတယ်လက်ရှိရတော့မှ9ခွဲလောက်ပဲယူထားရယ်နော်ပြီးတော့အဲ့ဒီလက်ကနေမှအပေါ်ကိုလက်ဖောင်းစာလေးကိုနှစ်လက်မလောက်တင်လိုက်တယ်ပြီးတော့မပတ်လေကိုချုပ်ဆန်ထားပြီးတော့ညှက်လိုက်ပါတယ် ပြီးတော့လက်ရက်လဲကောင်းတစ်နှစ်လေးကိုကကြီးလေးတောင်းလိုက်မယ်နော်သူ့ပုံမှန်တင်မိုးအတွက်ဖဲပြားလေးညှက်ကမယ်အဲ့တော့မိစားတစ်ခုကိုယူယူပြီးတော့နှစ်ခေါက်ခေါင်မယ်နော်ပြန်လေးနဲ့ထိုးလိုက်မယ်သူကမလို့ယူရမလဲဆိုသူရဲ့အရှိရာကြောင့်လေဒီလက်ရဲ့ပေါ့နော်နှစ်ပြန်သာယူရမယ်ပေါ့နော်အခုဒီမှာတပြန်ပြီးတော့ဒီဘက်ကိုတပြန်ပေါ့နော် ဘောင်းနှစ်ပြန်သားယူလဲဆိုလက်ကနှစ်ခေါက်ခေါက်တရာလေးရဒီအတွက်ကိုမှတော့အဲ့လိုမျိုးနှစ်ပြန်သားတိုင်းလိုက်မှပြန်ပြီးတော့လက်ကိုဖြန့်လိုက်တဲ့အချိန်ကြလို့ရှိရင်ကွတ္တီယာမှာပေါ့နော်ပြီးတော့ခေါက်ယူရနေဒီဘက်အပြားကြတော့မှ၃ခွဲလောက်ယူထားတယ်အပြားအောင်လေဒါကတော့ကိုယ့်ရဲ့စိတ်ချယူလို့ရတဲ့၃ခွဲလေးပေါ့နော်ပြီးတော့ဖဲကျိုးရဲ့အလဲမှာစီးဖို့အတွက်ကိုအပြားတစ်ပြားညှက်လိုက်တယ်အဲ့ဒါလိုလေးရသွားတယ်။ဒါဆိုမှလို့စပြီးတော့ထုတ်တော့မယ်နော်။လက်ကိုပင်ရတဲ့အားလုံးဖြုတ်လိုက်တယ်။လောင်းဝလေးကိုအယုံဆုံးအနားလုံးမယ်။ နှစ်စိမ့်စီနှစ်ပြန်ခောက်ပြီးတော့လက်ဝါကိုအနားလုံးလိုက်ပါမယ်ပြီးတော့ဖဲပြလုံးမဲ့ဆွမ်းနာပိတ်စာလေးကိုယူလိုက်တယ်နော် ့နှာခေါက်ခေါက်ထားပြီးတော့လေမတို့ဒီပွင့်နေတဲ့တစ်ဖက်ကိုပိတ်မှာပေါ့နော်တစ်ဖက်ကကျတော့ခေါက်ယူနေညက်ထားတော့ပိတ်เสียမလို့ဘူးပွင့်နေတဲ့ဘက်ကိုပဲမတို့ကပိတ်လိုက်မယ်အလားလေးကိုလန်ထုတ်လိုက်ပါမယ်။ချိုးရိုးချောင်းလေးကိုအောက်ဖက်မှာပဲထားလိုက်တယ်เนาะထားပြီးတော့ဒီအလဲကောင်ကနေပြီးတော့မတော်ကအတွန်လေးထုတ်မယ်။ အဲ့တော့အားလေးတွေကလက်နဲ့လှုပ်လဲရရဲဆက်နဲ့နင်းလဲရအမဆက်နဲ့နင်းလိုက်တယ်ပေါ့နော်လိုလက်လေးနဲ့တွန်းတွန်းပြီးတော့လေဆက်နဲ့နင်းပြီးတော့ချီပြန်တုပ်လိုက်တယ်အဲ့တော့ကိုကဒီထက်မကကျုံကျုံလေးလိုချင်တယ်ဆိုရင်လည်းနည်းနည်းလေးပိုတွန်းလို့လဲရသေးတယ်နော်ပြီးတော့ဆောနာလဲမှာဖဲကျိုးစီးမဲ့ဟာလေးကိုချုပ်မယ်နော်အားလေးကိုနှောက်ခေါက်လိုက်တယ် ပြော်ဒန်လေးကိုလှန်ထုတ်လိုက်တယ်ပေါ့နော်လန်ဒန်လေးနဲ့လှန်ထုတ်လိုက်ဒီအရှိတရားကြာရတိကြာရင်မလို့နည်းနည်းရှိရှိလေးညှက်ထားလိုက်ရပြီပေါ့နော်ပြီးတော့ဒါလေးကိုခိုင်းနေထုတ်ချောင်းကိုအလဲကောင်မှာထားမယ်သူကြတော့လေအလဲကောင်မှာထားမယ်နော်ပြီးတော့ဒီဖဲပြမှာလပ်ပတ်တယ်ပတ်တဲ့အချိန်မှာအဲ့မှာလူလေးမှာတော့ကိုဘလောက်ကျုံကျင်လဲအဲ့ဒီမှာထပ်ပြီးတော့ကျုံလို့ရတယ်နော်လက်ကနေတင်းတင်းလေးခိုင်းပြီးတော့ကိုတော်သိမီတော်ချင်းမီဆိုတဲ့နေရာလောက်ကနေမှာချုပ်လိုက်မယ်ပြီးတော့မှအဲ့ဒီချိုးရရှိပြီဆိုတော့ပူရာတွေကညှထုတ်ပလိုက်မယ် เนาะပြီးတော့အဲ့ချုပ်လိုက်တာလေးကိုလန်ထုတ်လိုက်မယ်အဲ့ဒါဆိုရင်ဖဲကြအလယ်မှာစီးပြီးသားလေးဖြစ်သွားပြီပြီးတော့ဘေးဘက်ကိုညှိတော့အောင်တကြောင်နင်းပေးလိုက်တယ်เนาะ ီးပြီးဆိုဒီဖဲပြအောင်မာတော့ဆောနာလက်ပေါ်မှာသွားတင်မှာအဲ့တော့လက်ကဆောနာအနားလုံးထားတဲ့နေရာကိုမိဘူးလေးသွားတိုက်ရတယ်နော်မိဘူးတိုက်ပြီးတော့မအဲ့ပေါ်မှာဖဲပြအောင်လာတင်တယ်တင်တော့အမတို့ကိုအစင်ပြဲနေရာမှာတင်လို့ရအပေါ်နည်းနည်းတူးတင်လဲရတယ်အောင်နာနည်းနည်းဆင်းပြီးတင်လဲရစိတ်တိုင်းကြသွားပြီဆိုမှဘေးဘက်ကိုတကြောင်နင်းပေးလိုက်ရမယ်ပေါ့နော်ဖဲပြလေးတင်တဲ့အချိန်မှာပြင်ကလေးနဲ့ထိုးပြီးတော့လေးသေးချာညင်းညင်းလေးပြန်အောင်တင်တင်ပြီးတော့ဘေးဘက်ကိုညင်သွားအောင်ပေါ့နော် လိုက်ပြီးတော့ကြောင်းလိုက်ပြီးလိုက်တယ်ပြီးတော့ဒီဖဲပြားကြီးကအမတို့၄000လိုက်ကြီးဖြစ်နေတဲ့အတွက်ဒီ giant white ဖက်ဒီမှာပို့လိုက်မယ်အဲ့ဒါတွေကိုညှက်ထုတ်ပြေးကြရဲပေါ့နော်ညှက်ထုတ်ပြေးပြီးတော့ကြောင်းပြန်နင်းတယ်ပြီးတော့မှဒီလက်ကလက်ဖောင်းလောက်ထားဖြစ်တဲ့အတွက်လက်ကိုလာပြီးတော့ဖောင်းမယ်ပေါ့နော်ဒါကဘယ်ချိန်မှာဖောင်းရမလဲဆိုတော့အင်းကြီးနဲ့တွဲတဲ့အချိန်မှာအင်းကြီးရဲ့ giant နဲ့ညီအောင်ဖောင်းပြရမှာပေါ့နော်ဒါအခြေခံသမားရဲ့ဆိုရင်တော့ကောင်းကောင်းထိပါပါ ကဲဒီမှာအမကတော့ဖောင်းပြပြီးတော့တခါလေဘေးပိတ်ပြလိုက်မယ်လက်ကြီးပဲထုတ်ပြရအောင်ဆိုတော့လေကိုကတော့အင်ကြီးနဲ့တွဲပြီးမှဘေးပိတ် ပေါ့နော်ခပြီးတော့လန်လိုက်လို့ရှိရင်လက်လေးရပါပြီအရန်အောင်မှလွယ်တယ်ခြေကသမားလေးတွေလွယ်လွယ်ကူကူနဲ့လိုက်ပြီးတော့ထုတ်လို့ရတယ်အလဲကောင်တက်တက်မှာကြာမှချောက်ကလေးတွေနော်ကိုမှရှိရဟာလေးတွေပေါ့နော် ပလဲဆိုလဲပလဲလေးတွေအလဲကောင်တက်တက်မှာလာပြီးတော့ကော်နဲ့ကတ်လိုက်လို့လည်းရတယ်လက်ထုတ်နဲ့တက်လည်းရရနော် ဒါဆိုရင်တော့ချစ်စရာကောင်းတဲ့လက်ကလေးပြီးသွားပါပြီ။ကဲအမရဲ့ဗီဒီယိုလေးတွေကိုသဘောကျနေတတ်တယ်ဆိုရင် online ကလေးတွေတက်လို့ရတယ်။အပြင်သင်တန်းကိုလည်းလူကိုယ်တိုင်လာရောက်ပြီးတော့မှတက်လို့ရပါတယ်เนาะ။ကျေးဇူးပါ။